ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဘုရားဘာသာဝင်အပေါင်းသူတော်ကောင်းတို့သာသနာ့အတွင်းရှိစေခြင်းရဲ့မယောင်းလိုင်းကိုတော်လှန်မှဖြစ်မိတဲ့အကြောင်းရင်းများရှင်းပြပါပြီတဲ့ကိုငြိမ်းချမ်းအောင် မင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ဟောကောင်းနော်ဗုဒ္ဓဘာသာဝင် အပေါင်းသူတော်ကောင်းတို့ဗုဒ္ဓဘာသာဝင် အပေါင်းသူတော်ကောင်းတို့ခမည်းတော်ရဲ့ဘာသာကို ခမည်းတော် ကာကွယ်ခြင်းနဲ့ဆိုလို့ရှိရင်မင်းအောင်နိုင်တဲ့ဆရာနာရှင်တွေကိုဘာကြောင့်တိုက်ရမလဲဆိုတဲ့အကြောင်းကျွန်တော်ပြောပြမှာဖြစ်တယ်။ဘာသာရေးကိုပြောချင်တာမဟုတ်ဘူး။ဘာသာရေးဗုဒ္ဓဘာသာကိုတေတေချာချာကိုးကွယ်ခြင်းနဲ့ဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့ခမည်းတော်သာသနာကိုကာကွယ်ဖို့အတွက်မင်းအောင်လိုင်းကိုမဖြစ်မနေ တိုက်ကိုတိုက်ရမယ်ဆိုတဲ့ကိစ္စကိုကျွန်တော်ကခမည်းတော်ကိုရှင်းပြမှာဖြစ်စစ်တပ်ဟာစစ်တပ်ဟာဆရာနာရှင်တွေဟာဘာသာရေးလူမျိုးရေးဤမျိုးစုံသုံးပြီးတော့ကျွန်တော်တို့သူတို့ဆရာနာရှင်စနစ်တပ်တန်းရှေ့အောင်ကျွန်တော်တို့ပြည်သူအချင်းချင်းကိုတွေးခွဲပြီးတော့မင်းကဘယ်ဘာသာကိုးကွယ်တယ် မင်းကဘယ်အဘယ်လူမျိုးမင်းကဘယ်နိုင်ငံကဆိုပြီးတော့သူတို့အဲ့လိုတွေးခွဲ အုတ်ချုပ်တဲ့ကိစ္စတွေရှိတယ်။ခမရတို့လည်းသိတယ်။တော်ကြကြလို့ရှိရင်မဘာတာတော်ကြကြလို့ရှိရင်ကိုးချောက်ကိုတော်ကြကြလို့ရှိရင် ခွေးသခိုးတော်ကြကြလို့ရှိလို့ရှိရင်ဟိုဘာဖုံးကြီးညာဖုံးကြီးတနက်ကြိုင်နဲ့ဖုံးကြီးဆိုပြီးဖြစ်တဲ့အခါဗုဒ္ဓဘာသာနာမည်ပြတ်နေတယ်။ဝီယသူဆိုလို့ရှိရင်နိုင်ငံတကာမှာအစွန်းရောက်ဖုံးကြီးလူသက်ဖုံးကြီး တီတကူဆိုလို့ရှိရင်လည်းအစွန်ရောက်ဖုံးကြီးလူသာဖုံးကြီးဆိုပြီးတော့ကဘာပေါ်မှာနာမည်ပြတ်နေတာအဲ့ဒါငင်းညောင်းအောင်ပြောတာမဟုတ်ဘူးခမားတို့ကိုယ်တိုင်ဗမာပြည်ထဲမှာတွေ့တယ်ဝါတဝါဆိုလို့ရှိရင်ပြည်သူစစ်တွေနဲ့နော်ဟိုလူကိုတတ်မယ်ဒီလူကိုတတ်မယ်ဆိုပြီးဖုံးကြီးတမ်းမဲ့နဲ့ဖြစ်နေတဲ့ကိစ္စလည်းရှိအခုဖြစ်တဲ့ကိစ္စကပို့ပြီးတော့အရေးကြီးတယ်မနုဿတ္တဒုံလဘဆိုပြီးတော့ပြောတာမဟုတ်ဘူးဒုံလဘဆိုပြီးတော့ဘယုတ်ဒုက္ခတွေဖြစ်တော့မယ်ကိစ္စ စစ်တပ်ကเนาะဗုဒ္ဓဘာသာဝင်အပေါင်းဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့ခမည်းတော်တည်တည်ချာချာနားထောင်ကြည့်ခမည်းတော်တည်တည်ချာချာစဉ်းစားကြည့်ဗမာပြည်ရဲ့ဒီဖုံးကြီးလောကမှာဘလောက်ရှုပ်တယ်ဘလောက်နာမည်ပြက်နေတယ်ဒီဟာတွေခမည်းတော်သိပြီးသားအခုစစ်မှုရန်ဥပဒေထုတ်တဲ့အခါကျတော့မောင်စင်ပိုင်ရင်ဗုဒ္ဓဘာသာဆိုရင်တည်တည်ချာချာနားထောင်အခုစစ်မှုရန်ဥပဒေထုတ်တဲ့အခါကျတော့ လူတွေအကုန်လုံးကနိုင်ငံသားကိုပြေးနိုင်တဲ့ကလေးကပြေးတယ်။မပြေးနိုင်တဲ့ကလေးကဗမာပြည်မှာကြံတယ်။လွတ်ရလွတ်ကြောင်းဆိုပြီးတော့เนาะဖုံးကြီးเจ้าတွေမှာကိုရင်ဝတ်မယ်ယဟန်ဝတ်မယ်။ဖုံးကြီးเจ้าတွေမှာကိုရင်ဝတ်မယ်ယဟန်ဝတ်မယ်လွတ်ရလွတ်ကြောင်းတွေကြံတော့မှာလူတွေကအဲ့ဒီဖုံးကြီးဝတ်ခဏဝတ်တာပဲဖြစ်ဖြစ်ယဟန်ခဏပဲဝတ်တာပဲဖြစ်ဖြစ်သင်ငန်းချုပ်ပြီးတော့ဒီစစ်မှုရန်ဥပဒေကိုရှောင်တာပဲဖြစ်ဖြစ် သူတို့ရဲ့ရင်ထဲအသေးသေးကနေပြီးတော့ငါဖုံးကြီးဝစ်မယ်ငါသင်ငန်းဝစ်မယ်ဆိုပြီးတော့စိတ်แทပါတာမဟုတ်ဘူးထပ်ပြောမယ်နော်အခုဒုံလဘယဟန်းတွေကတဖြည်းဖြည်းနဲ့များလာတော့မှာကိုရင်လေးတွေကတဖြည်းဖြည်းနဲ့များလာတော့မှာ16နှစ်18နှစ်ပြည့်ပြီဆိုတာနဲ့ဟဲ့ငါသားနေစစ်မှုတန်းအဖွဲထဲဝင်ရမယ်ချယ်ရီထွန်းရဲ့တတိယငါသား 16နှစ်18နှစ်ပြည်တာနဲ့ငါသားစစ်မှုတန်းရတော့မယ်နိုင်ငံခြားလည်းပို့လို့မရသေးကျောင်းကလည်းမပြီးသေးအဲ့ဒီတော့ဘာဖြစ်မလဲသွားနေဖုံးကြီးကျောင်းဝတ်ထားလိုက်ကိုရင်လေးဝတ်ထားလိုက်ကိုစိုးအောင်ရင်အစ္စလာမ်ဘုရားလေးကိုဒီလိုနဲ့စိတ်ဘယ်လိုပြောမလဲသူသာသနာပြုဖို့ဖုံးကြီးဝတ်ဖို့စိတ်မရှိတဲ့လူတွေအကုန်လုံးကစစ်မှုတန်းဥပဒေကြောင့်နိုင်ငံခြားလည်းမပြေးနိုင်နိုင်ငံခြားလည်းမပြေးနိုင်နိုင်ငံရခြားမှလည်းကျောင်းတွေမတက်နိုင်မိဘတွေကလည်းသိတယ်မှာ သိန်း90တို့သိန်း60တို့သိန်း90တို့ ਨੇ ရွေးဖို့ပြုဖို့ပတ်စံနေရလဲမရှိအဲ့လိုမရှိတော့ဘာဖြစ်လဲလူငယ်တွေအကုန်လုံးကနော်လူငယ်တော်တော်များများကအကုန်လုံးလို့မပြောပါဘူးနော်နိုင်ငံခြားမပြေးနိုင်တဲ့လူငယ်တွေမိဘကလည်းမချမ်းသာတဲ့လူငယ်တွေနော်မိဘကလည်းစစ်တပ်ကမဟုတ်တဲ့လူငယ်တွေဆိုလို့ရှိလို့ရှိရင်ဘာဖြစ်လဲတော်လှန်ရေးတဲ့ကိုလည်းမလာဘူးတော်လှန်ရေးတဲ့ကိုလည်းလာလို့မရဘူး တော်လိုင်းရေးလည်းမလုပ်ချင်ဘူးတော်လိုင်းရေးမလုပ်ချင်တဲ့လူငယ်တွေကိုအပြစ်ပြောနေတာမဟုတ်ဘူးအဲ့တော့သူတို့ကဘာလုပ်ရမလဲတော်ကြာကြလို့ရှိရင်ဖုံးကြီးရဟန်းသင်္ကန်းတွေဟုတ်ရဟန်းတန်ဃာတွေရှိမှဖုံးကြီးဝစ်ပြီးသင်္ကန်းချုပ်ပြီးတော့စစ်မှုရန်ဥပဒေကိုရှောင်ဖို့လုပ်ရတော့ဒီခါကျဘာဖြစ်လာလဲဆိုတော့နှစ်ကိုယ်တည်းကစစ်အာဏာရှင်တွေမင်းအောင်လိုင်းတို့လိုកောင်မျိုးတွေကဝီယာသူတို့ကိုသုံးတီတကူတို့လိုသုံးစေကိန်နာတို့လိုမျိုးသုံးဖုံးကြီးတွေနာမည်ကြီးတဲ့စာတတ်တဲ့ဆိုတဲ့ဖုံးကြီးတွေကိုအသုံးချပြီးတော့ ဘာသာရေးလူမျိုးရေးခွဲခြားနေတာဝါတော်ဝါလူကောင်မျိုးတွေရလဲသိတယ်မလားဒီလူငယ်တွေကိုစုဆောင်းပြီးတော့စစ်တိုက်ဖို့လူသတ်ဖို့လုပ်နေတာဒီတော့ဘာဖြစ်လာမလဲနိုင်ငံတကာမှာအိမ်ကြီးချင်းနိုင်ငံတွေမှာနိုင်ငံတကာမှာဘာဖြစ်လာမလဲကြည်စမ်းဗမာပြည်မှာစီရမှာဖောက်ကြီးရဟန်းတွေပဲများလာတယ်ဗမာပြည်မှာဖောက်ကြီးရဟန်းတွေကစိတ်မပါတဲ့လူဆိုတော့ဗျာသူဟိုဘယ်လိုပြောမလဲဟိုကျွန်တော်တို့ငယ်ငယ်တုန်းကကြပြားတောင်ရှိသေးတယ်လေ စတဘူးချုပ်ကတရုံရုံဟိုပြိုတော့မောင်ရှင်လင်းပြန်တော့နားပံဖို့ပါတော်တော်ဆိုသလိုပေါ့ငကိုတော့ကဖုံးကြီးเจ้าကိုလူငယ်တွေသွားဖို့တယ်ဆိုတာဖုံးကြီးเจ้าကစာတင်ပေးတာစာတင်ပေးပြီးသွားလို့ရှိရင်အရွယ်ရောက်လို့ရှိရင်သူလူထွက်မယ်ဖုံးကြောင်မယ်မိမယူမယ်အဲ့ခါကြလို့ရှိလို့ရှိရင်လူထွက်တဲ့ခါကျဒီမှာစတဘူးချုပ်လေးခြုံပြီးတော့ပေါ့အခုကအဲ့လိုမဟုတ်တော့ဘူးစစ်မှုရန်ဥပဒေကိုမရှောင်နိုင်လို့စစ်မှုရန်ဥပဒေကိုရှောင်ဖို့အတွက် ဖုန်းကြီးเจ้าကိုဒီလူငယ်တွေကသွားတော့မှာအရွယ်ရောက်ထားတဲ့လူငယ်တွေကသွားတော့မှာကတော့နောက်ဆုံးကုတ်ကုတ်ပြောရင်မိမရှိတဲ့ယောက်ျားတွေရပါဒီဖုန်းကြီးเจ้าမှာသွားပြီးတော့ဒုံလဘယဟန်သင်္ကန်းချုံရမှာစိတ်ကလည်းပါတာမဟုတ်ဘူးမိမနဲ့လည်းပြတ်နိုင်တာမဟုတ်ဘူးခလေးကိုလည်းနှုတ်တိုက်ရမယ်လူဟာရှိသေးတယ်ဒီတော့ခမားတို့ဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့နော်ရွက်ပြောတာလည်းမဟုတ်ပါဘူးစောင်းပြောတာလည်းမဟုတ်ပါဘူးခမားတို့ကြော်ညာထဲမှာပါတဲ့အတိုင်း ဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့ဗုဒ္ဓဘာသာဝင် ဖြစ်တာနဲ့သူတော်ကောင်းဖြစ်တဲ့လူတွေခမရတို့သူတော်ကောင်းဆိုပြီးတော့နေလို့မရတော့ဘူးခမရတို့ကိုးကွယ်တဲ့ဗုဒ္ဓဘာသာဟာဒီမင်းအောင်လိုင်းစစ်တပ်ကြောင့်နာမည်အကြီးအကျယ်ကိုပြတ်တော်မှာနာမည်အကြီးအကျယ်ပြတ်ယုံနေမဟုတ်ဘူးရစရာမရှိအောင်ပြတ်တော်မှာခမရတို့ကိုးကွယ်တဲ့ဖုန်ကြီးတွေဆရာတော်ကြီးတွေပါပို့ပြီးတော့ဒုက္ခရောက်တော်မှာဆရာတော်ကြီးတွေကသူတို့အကြောင်းမှဒုံလပရဟန်းလာခံမ နော်တကယ်ဆရာတော်ကြီးကတကယ်ကိုတိတ်ခသမာတော်ရှိတဲ့ဆရာတော်ကြီးပေါ့ तू ကဒီเจ้าမှာ तू เจ้าတိုင်းကြီးထိုင်နေဟောလူငယ်တွေလူရွယ်တွေလူပြိုတွေလူအိုတွေဒီလူတွေအကုန်လုံးကစစ်တပ်ကစစ်မှု မထမ်းခြင်းလို့ तू เจ้าမှာလာပြီးတော့เจ้าထိုင်ဘာဖြစ်လာမလဲဒုံလဘယဟန်ဝတ်တဲ့လူငယ်တွေလူရွယ်တွေအကုန်လုံးဆိုတာလဲဂွေသိမ်းထားတဲ့လူတယောက်မှမပါဘူး နော်မိမတွေနဲ့ရှုပ်မဲ့ဟိုရီစားထားတဲ့လူတွေလည်းပါမယ်သင်္ကန်းသာခြုံထားတာလေသာသနာကိုစိတ်ပါတာမဟုတ်ဘူးအဲ့ဒီခါကျရင်ဒီလူတွေတယောက်နှစ်ယောက်လောက်တာကတော်ကြကြရင်ဒီဘုန်းကြီးเจ้าနာမည်ပြတ်တော့ဒီเจ้าနာကြီးနာမည်ပြတ်တော့ခမရိုကိုကကိုဗုဒ္ဓဘာသာဝင်ပေါင်းသူတော်ကောင်းတို့ခမရိုကိုကိစ္စကိုကကိုသေးသေးချာချာစဉ်းစားကြည့်ဟုတ်ဒီမင်းအောင်လိုင်းကြောင့် မည်းတော်ကိုးကွယ်နေတဲ့သာသနာခမည်းတော်ကိုးကွယ်နေတဲ့ဘာသာခမည်းတော်လေးစားနေတဲ့ဆရာတော်ကြီးတွေပါဘလို့မျိုးဘဝတွေပြတ်မလဲဘလို့မျိုးနာမည်တွေပြတ်မလဲဘလို့မျိုးဒုက္ခတွေရောက်မလဲဆိုတာခမည်းတော်ကြိုပြီးတော့စဉ်းစားကြည့်အောင်အခုဆိုလို့ရှိရင်ရွာလေးတွေမှာတလောက်ကို350ပေးရတဲ့ရွာနဲ့တလောက်ကို390ပေးရတဲ့ရွာနဲ့တလောက်ကို350ပေးရတဲ့ရွာနဲ့ရွာကြီးရွာငယ်ရွာကလေးပေါ့လူများတဲ့နဲတဲ့ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ ထွေအုပ်တွေနော်စကားစားတွေအဲ့ဒီကောင်တွေအကုန်လုံးကိုရွာတွေကပဆန့်ပေးနေရတာငါရွာကရွာသားလေးနော်စစ်ထဲမဝင်ရအောင်ငါရွာကရွာသားလေးသိချင်းစိုးနဲ့မသေးအောင်ဆိုပြီးတော့ဒီလိုမျိုးတွေပေးနေရတာနောက်ဆုံးကျမပေးနိုင်တဲ့အဆုံးကျလူငယ်တွေကဘာဖြစ်တော်မလဲဖိုးကြီးကြောက်ဝင်မယ်နောက်ဆုံးကုတ်ကုတ်ပြောလို့ရှိလို့ရှိရင်ညဘက်ဝေးအိတ်ကျဆိုလို့ရှိရင်ဟိုတင်ငန်းချုံအိတ်နှိတ်ခင်းဘက်ကြလို့ရှိရင်တင်ငန်းဘေးဖယ်ပြီးတော့ အလုတ်သွားလို့ဆိုတဲ့ဘဝတွေရွာတွေမှာဖြစ်တော့မှာကြုံတော့မှာမြင်ရတော့မှာဒီကြတဲ့စိတ်မပါဘဲနဲ့ငကိုရဲရဟိုတဲကသင်္ကန်းခြုံပြီးတော့နော်လိမ့်ညာစားတော့နေတဲ့ဟာကြီးရလဲအကြီးကြီးထပ်ပြောဦးမယ်နော်ငကိုကလေးကသင်္ကန်းခြုံပြီးတော့လိမ့်ညာစားတော့နေတဲ့လူတွေကနော်အများကြီးအဲ့ဒီလိုအများကြီးတဲ့မှာမှစိတ်မပါဘဲနဲ့သင်္ကန်းလာပြီးတော့ထတ်ခြုံခြုံတဲ့အခါကျလို့ရှိရင်ကျွန်တော်ပြောသလိုပေါ့ ဂုံတိတ်ခါရှိတဲ့ဒီเจ้าကဒီဆရာတော်ကြီးကရွှေကျင်ဆရာတော်ကြီးဟာစီကန်းနေဝင်းကြီးတွေတိတ်ခါတွေအကုန်လုံးလိုက်နာပါတယ်ဆိုတော့ဆရာတော်ကြီးเจ้าမှလာပြီးတော့လူတွေရဲ့လူငယ်တွေလူရွယ်တွေကသင်္ကန်းဝက်ဒီကောင်တွေကပြီးသွားလို့ရှိရင်မဟုတ်တာတွေလုံမိဖုံးကြီးပါနာမည်ပြက်ခမတော်ဘလောက်ဇလန်းရှုပ်နေလဲဆိုတာဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့နည်းနည်းပပများတွေးမိရဲ့လားနည်းနည်းပပများစဉ်းစားမိရဲ့လား နည်းနည်းပါပါများခေါင်းအချောက်ခံပြီးတော့တွေးကြည့်ပါလားဒီမင်းအောင်လိုင်စစ်တပ်ရဲ့စစ်မှုရန်ဥပဒေဟာခမားတို့ကိုးကွယ်တဲ့ဗုဒ္ဓဘာသာ နိုင်ငံလို့ပြောနေတဲ့ဗမာပြည်ကြီးမှာဗုဒ္ဓဘာသာဆိုတာရစရာမရှိဖြစ်အောင်ကိုဒီစစ်တပ်ကလုပ်နေပြီရစရာမရှိလဲဖြစ်ကိုဖြစ်တော့မယ်ငကိုကလေးကနာမည်ပြက်နေတာထပ်ပြီးတော့ပြက်ဖို့မရှိဘူးဆိုရင်တော့ဗုဒ္ဓဘာသာဝင် အပေါင်းသူတော်ကောင်းတို့ နော်ဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့ကိုဟကိုသာစဉ်းစားနေတော့ကိုဟကိုသာ တွေးတောနေတော့အဲ့ဒါတကယ်ဖြစ်လာတော့မှာအဲ့ဒါတကယ်ဖြစ်လာတော့မှာလူငယ်တွေကနိုင်ငံရချားလဲလူတိုင်းကမသွားနိုင်မိဘတွေအကုန်လုံးကလည်းစစ်ဖို့တွေမဟုတ်ရက်ွက်လူကြီးတွေမဟုတ် ထွေအုပ်တွေမဟုတ်ရိုးရိုးသားသားအယတားလူငယ်တွေမလေးရှားလဲမသွားနိုင်ထိုင်းလဲမသွားနိုင် အမေရိကလဲမသွားနိုင်ဥရောပလဲမသွားနိုင် အင်တာနေရှင်နယ်အကြောင်းလည်းမတတ်နိုင်အလုံးလုံးနေလို့ရှိရင်ဘယ်ချိန်လာပြီးတော့စစ်တပ်ကပေါ်တာဖမ်းမလဲဆိုတာလည်းမသိနိုင်ဒီလိုဖြစ်တဲ့အခါကျွန်တော်နောက်ပြောနေတာမဟုတ်ဘူးကျွန်တော်နောက်ပြောင်ပြောနေတာမဟုတ်ဘူးကျွန်တော်မြေပြင်ကိုမသိတာမဟုတ်ဘူးတချို့သော တချို့သောဖုံးကြီးအကြောင်းတွေမှာဒုံလပယဟန်တွေများလာတချို့သောတချို့သောဖုံးကြီးအကြောင်းတွေမှာကိုရင်တွေများလာဒီလူတွေဟာတကယ့်သာသနာကိုချစ်မြတ်လို့ပြီးတော့နော်တကယ့်သာသနာကိုကာကွယ်ဖို့အတွက်ဝင်လာတာလား စစ်မှုရန်ဥပဒေကိုရှောင်ဖို့ဝင်လာတာလားဒီလူတွေဟာနော်ဒုံလဘဝတ်တယ်ဆိုလို့ရှိရင်လေမိမခွင့်ပြုရဲ့လားမိမနဲ့ပြက်ရောပြက်ရဲ့လားဒါမျိုးတွေအကုန်လုံးရှိတယ်ငကိုရေကဖုန်းကြီးတွေအင်တာနက်တက်ပြီးတော့ဖွင့်ချောင်းနေတာခင်ဗျားတို့တွေတွေ့တယ်အဲ့ဒါကျွန်တော်ဖုန်းကြီးသင်ငန်းဝတ်ထားလို့ကျွန်တော်ပြောနေတာမဟုတ်ဘူး သင်ငန်းဝတ်ထားလို့ကျွန်တော်ပြောနေတာမဟုတ်ဘူးသူတို့လူဖြစ်နေတယ်လူဖြစ်တဲ့အတွက်သူတို့လှုပ်တယ်သို့တော့ဖုံးကြီးရဲ့ဝီနီးတဲ့စီကန်းနေဒါတွေမလိုက်နိုင်နာမည်ပြတ်အခုစစ်မှုထမ်းဥပဒေကိုမရှောင်နိုင်လို့ဝင်လာမယ်သူတို့ရဲ့ရီမန်းချက်ကငါတို့စစ်မှုမထမ်းရရင်ပြီးရောစစ်မှုထမ်းဥပဒေကဘယ်တော့ရက်သွားမှလဲဆိုတာလူတွေသိတာမဟုတ်ဘူးဥပမာအခုသူတို့သင်ငန်းစစ်မှုထမ်းဥပဒေရှောင်ဖို့သင်ငန်းဝတ်တယ်စစ်မှုထမ်းဥပဒေက2026မှာနော် ရုတ်သိမ်းမယ်ဆိုလို့ရှိရင်တစ်နှစ်လောက်သူတို့ကစီကံနေစီမင်းနေအောင်ဤပြီးတော့သူတို့နေနိုင်စင်မူရာဥပဒေကဘရောမှမပြီးသွားလို့ရှိရင်သင်္ကန်းလည်းဝင်ကျင်တာမဟုတ်ဘူးလူကလည်းဖြစ်နေတယ်ခစ်ကလည်းပြောင်းနေတယ်အွန်လိုင်းနေနဲ့အဲ့တော့ဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့ကိုတိုင်းပြည်ရဲ့အခြေအနေကိုအခြေအနေမင်းအောင်လိုင်းလုံပုံလုံနီးတွေမင်းအောင်လိုင်းရုပ်မရက်ဆက်တာတွေမင်းအောင်လိုင်းကလိန်ကကြစ်ကြတာတွေ မင်းအောင်လိုင်ရဲ့ဘာသာရေးကိုအသုံးချတာတွေဒါတွေအကုန်လုံးကိုတွက်ချက်ပြီးခမားတို့ဘာသာသာသနာကိုကာကွယ်ဖို့ကအခုအချိန်ဟာပို့ပြီးတော့အရေးကြီးသွားပြီအခုအချိန်ဟာဘာသာသာသနာကိုကာကွယ်ခြင်းလို့ရှိရင်ခမားတို့ကိုယ်တိုင်ဒီစစ်အာဏာရှင်ကိုတော်လှန်မှရတော့မယ်ခမားတို့ရန်နီးရွာနီးရထွေအုပ်တွေကိုခမားတို့ကိုယ်တိုင်တိုက်မှရတော့မယ်ခမားတို့ရက်ွက်ထဲမှာအာဏာရှိနေတဲ့လူတွေကိုခမားတို့ကိုယ်တိုင်ချမှရတော့မယ်လာပြီးတော့စစ်မှုထမ်းဖို့ စုဆောင်တဲ့ကောင်တွေကိုခမားတို့ရက်တွေရွာတွေကခမားတို့ရဲ့အင်အားနဲ့ရှိတဲ့ဒုတ်တွေဓာတ်တွေအကုန်လုံးနဲ့ခမားတို့အဲ့စစ်မှုထမ်းမယ်ဆိုပြီးလာတဲ့ကောင်တွေကိုခမားတို့ကိုယ်တိုင်ကဝိုင်းဝင်းနှိမ်နှင်းသုတ်ပင်မှခမားတို့ပြောတဲ့ဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့ခမားတို့တွေနော်ခမားတို့ဘာသာခမားတို့လေးစားတဲ့ဘာသာခမားတို့ကာကွယ်ကျင်တဲ့ဘာသာကိုခမားတို့ကာကွယ်နိုင်မှာလုံနိုင်မှာအဲ့ဒီလိုမဟုတ်ရင်တော့ခမားတို့မွေပါလဲဆုံးသားလဲဆုံး ခင်ဗျားတို့သာသမီတွေသာသနာထဲဝင်တော့လဲကုသိုလ်ရပါမဟုတ်ဘူးသာသနာမဝင်တော့လဲစစ်မှုထမ်းပြီးတော့သေမယ်ခင်ဗျားတို့ကိုယ့်ဘာသာကိုရွေးကြပါဗုဒ္ဓဘာသာဝင်အောင်သူတော်ကောင်းတို့ခင်ဗျားတို့ဘာသာကိုခင်ဗျားတို့ဘလို့ကာကွယ်မလဲခင်ဗျားတို့လေးစားချစ်ခင်တဲ့ဆရာတော်ကြီးတွေနာမည်မပြတ်အောင်ခင်ဗျားတို့ဘလို့ကာကွယ်မလဲခင်ဗျားတို့ရဲ့ရင်သွေးသာသမီတွေကြောင်ကောင်ကောင်တဲ့ရအောင်သူတို့စိတ်မပါတဲ့အလုပ်တွေ မလုံရအောင်ခင်ဗျားတို့ဘယ်လိုစ조사ကြမလဲဒါလူငယ်တွေမှပြောတာမဟုတ်ဘူးနော်စစ်မှုထမ်းဥပဒေကအသက်45နှစ်အောက်လောက်အထိမိမရှိတဲ့ယောက်ျားတွေခလေးရှိတဲ့အဖေတွေဒီလူတွေအတွက်ကောင်ခင်ဗျားတို့ဘယ်လိုကာကွယ်ကြမလဲဗုဒ္ဓဘာသာဝင်ပေါင်းသူတော်ကောင်းတို့မင်းအောင်လိုင်းဆက်ရှိနေသည်ရရတော့ဆရာနာရှင်စနစ်ဆက်ပြီးတော့သတ်ဆိုးရှင်းနေသည်ရရတော့ဗမာပြည်ဟာကျွန်တော်ပြောတာထက်အစရာပေါင်းထောင်ပေါင်းများစွာ ပို့ပြီးတော့ပျက်စီးခြင်းငါးပါးမဟုတ်ဘူးပျက်စီးခြင်းတွေဘယ်လောက်နိုင်မလဲဆိုတာခမတို့ခမခမတို့ဖာသာခမတို့စဉ်းစားကြပါပြောရင်ねညီကုန်းချုပ်ပါတယ်နောက်တစ်ချက်ကတော့သူများဘာသာဝင်နေသူများဘာသာဝင်နေဆိုတာမော်လဝီဘလီစီယာပဲဖြစ်ဖြစ်ခရစ်စတန်သင်းအုပ်စီယာပဲဖြစ်ဖြစ်လွယ်လွယ်ကူကူဖြစ်တာမဟုတ်ဘူးဗမာပြည်မှာကြတော့ဒီညနေဒီမနေ့ဖုန်ကြီးကြောင်းသွားပြီညနေကျရင်ဖုန်ကြီးဖြစ်တာကျွန်တော်ကိုယ်တိုင်လည်းဖြစ်ခဲ့ဘူး မနက်ကကရုံးရိတ်လိုက်တယ်ညနေကျတော့ကျွန်တော်တို့လူထွက်ပြီးတော့ကိုဟာကိုနေလို့ရတဲ့ဟာမျိုးတွေအဲ့တော့သေးသေးချာချာစဉ်းစားကြပါဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့ခမရတို့သူတော်ကောင်းဆိုပြီးတော့လုံနေလို့မရဘူးသူတော်ကောင်းဖြစ်ဖို့အတွက်ခမရတို့ဘာသာကိုခမရတို့ဘလို့ကာကွယ်ကြမှာအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ငြိမ်းချမ်းအောင်ပါကျွန်တော်နောက်ထပ်ထပ်ပြီးတော့ပြောမယ့်ကိစ္စတွေရှိပါတယ်ဗမာပြည်မှာမိမအခွင့်ရေးတို့လူခွင့်ရေးတို့ဒန်းတို့ညီမရေးတို့အဲ့ဒီကိစ္စတွေအကုန်လုံး ဒန်းသူညီမရေးမိမအခွင့်ရေးနော်ဟိုတာသူညီမရေးအဲ့ဒါတွေအကုန်လုံးနိုင်ငံတကာကနေယူပြီးတော့ပြောတယ်သို့တော့ဗမာပြည်မှာဘလို့အခြေအနေဖြစ်နေလဲဆိုတာခင်ဗျားတို့ကိုကျွန်တော်ရှင်းပြပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗုဒ္ဓဘာသာဝင်ပေါင်းသူတော်ကောင်းတို့ဗုဒ္ဓဘာသာဝင်ပေါင်းသူတော်ကောင်းတို့သူတော်ကောင်းဖြစ်ဖို့အတွက်ဆရာနာရှင်စနစ်ကိုခင်ဗျားတို့တော်လှန်ဖို့လိုတယ်ဆိုတာကိုကျွန်တော်ပြောတဲ့ like ကိုကြည့်ပြီးတော့အတွေးခေါ်လေးဝင်ကြပါပြောရင်လည်းညီကုန်းချုပ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်